ပေါ့အေးတဲ့ဒီကွင်လေးရအောင်ပေါ့နော်အလူထမ်းတာအရန်ခက်ခဲတယ်ပေါ့နော်အဲ့တော့သူကဒီကွင်လေးတွေကိုပြောအောင်စာလက်တင်ပေးတယ်ပြီးတော့အင်္ဂလိပ်စာလက်တင်ပေးတယ်သူကပြီးတော့ကိုရငယ်လေးတွေပြောအောင်ပေါ့နော်စုရချတယ်ကိုရငယ်ငယ်လေးပဲရှိသေးတယ်အဲ့တော့မိဘတွေကလေဒီမထက်ကြီးပေါ့နော်လူသူကလည်းပဲဟိုရွာတွေမှာပေါ့ဆင်းပြီးတော့လေတန်ငါပြောင်းပွားအောင်ဆိုပြီးတော့အလူခံတယ်အလူခံဆိုတာလူကိုရငယ်လေးကိုအလူခံတာဟိုဘယ်ပတ်စံကိုအလူခံတာမဟုတ်ဘူးအဲ့တော့သူကအဲ့မှာကိုရငယ်လေးတွေကိုဂျဟန်တန်ငါတန်ငါပြောင်းပွားအောင်ပေါ့နော်အဲ့တော့အိမ်တွေကိုလေ အဲ့တော့ဒကာလေးတဲ့အိန္ဒိယပေါ့နော်တာလမီရင်မွေးရတဲ့နည်းစပါးကြီးပေါ့အဲ့တော့ဒီရလာမဲ့တားရံကလေးရတယ်ရှားတယ်ပေါ့နော်အဲ့တော့ရန်အဖြစ်ပေါ့လှုပ်ဖို့ဆိုတာရန်ခတ်တယ်ပေါ့နော်အဲ့တော့ရှိရကိုရင်လေးနဲ့ပဲသူကတန်ခါကိုပြောင်းမအောင်ပေါ့ကြိုးစားနေတယ်ပေါ့နော်ဘောကလေးပေါ့နော်စူပေါင်းပွဲလေးတွေကိုတက်ရောက်ဖြစ်တယ်ပေါ့နောက်ပြီးကျွန်တော်ကဒီចောင်းလေးတွေចောင်းရဲပေါ့နော်ဒီចောင်းတကာပေါ့နော်အဲအဲ့လိုဖြစ်ခဲ့တယ်ပေါ့နော်ဟောတော့ဒီចောင်းလေးက ကျွန်တော်ကအရင်ကစီဆရာတော်ကိုတိတ်ခါထပ်ပေးခဲ့တယ်။အဲတော့ကျောင်းရဲ့ဆရာတော်ကတော့ရဟန်းတကာပေါ့နော်။အဲဒီလိုမျိုးဆရာတော်ရဟန်းတကာဖိုင်နေမှာကျောင်းမှာတိမ်လေးတွေကိုဆောက်ဖို့အတွက်ကြည်တော်ကျောင်းကလည်းအရန်အိုနေပေါ့နော်။အဲလိုအိုနေတော့ဒီရှမ်းကုန်းကျောင်းလေးဖြစ်တဲ့နှစ်ကလည်းအရန်ကြာခဲ့တော့ဒီကျောင်းလေးကအိုနေတော့ကျွန်တော်လည်းပဲဒီကိုနိုင်တဲ့လောက်လေးပေါ့နော်။တိမ်ဝင်ပြုပြင်မှုမှန်ခဲ့တယ်ပေါ့။ဟောတိမ်ဝင်ပြုပြင်မှုမှန်နေတဲ့မှာဟိုကျောင်းနောက်မှာရှိနေရဲ့ပေါ့ပေါ့နော်။ဆာဆွန်းစားကျောင်းပေါ့နော်။အဲဒီဟာလေးကိုဒီပဟောင်းတွေကိုချိုချပြီးတော့အစ်စ်တွေစောက်နေရဲ့ပေါ့နော်။ဒါကျွန်တော်နိုင်တဲ့လောက်လေးပေါ့။ စောင့်နေတယ်စောင့်နေနေမှာဒီဆက်လက်ပြီးရောပေါ့နော်လုံးဆရာအများကြီးကြံနေတယ်ပေါ့ကြံနေနေမှာကျွန်စောင့်နေစောင့်နေနေမှာဆရာတော်ကနေပြီးရောဝယ်လေးပေးတယ်ပေါ့နော်ကဲတကားလေးကကျောင်းတကားဘွယ်ခံလို့ရပါပြီပေါ့အဲ့တော့ကျွန်တော်ကဒီမှာပေါ့နော်ဒီကျောင်းရဲ့လက်ရှိပေါ့လူတန်းမှုတွေအကုန်လုံးကိုဦးဆောင်နေရတယ်ပေါ့နော်ကျောင်းတကားလေးတယောက်လေးဟိုပါတယ်ပေါ့ဒီနေ့ကထိန်လို့ပါပေါ့နော်ဒီအရှိတကုံလေးရောက်ကပေါ့နော်ဒီမြခန်းကကြောင်းတိုက်ပေါ့နော်ဒါဆရာတော်လည်းဖိတ်တယ်ပြီးတော့အတိအကိုပေါ့နော်ကိုလင်းရံလည်းဖိတ်ကြမှုကြောင့်ဒါဖြစ်ပါအရှင်တော့ PD ကတော့ အမှန်ခံပါခင်ဗျာကျောင်းလေးရလေဒီတိုင်းသားကျောင်းလေးဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်တော့လေဒီကျောင်းလေးမှာကဒီလူခေါင်းတွေညမာတဲ့ပတ်သက်လို့ရှင်ပေါ့နော်အလူရှင်ရနေတယ်ပေါ့နော်အဲ့ကျောင်းလေးမှာသူအရင်ဆုံးကချိဆက်မိခဲ့တဲ့တကားလေးနဲ့သူကလှူခံရတယ်ပေါ့နော်သူကကျောင်းမှာလိုအပ်ချက်တွေအများကြီးရှိတယ်ပေါ့နော်ချီရောဆရာတော်ကလည်းပဲလေသူကလူခေါင်းလေးဆိုတော့လေအလူခမ်းမှာအရင်ကသူကအားနာတယ်ပေါ့နော်ခက်ကလည်းမကောင်းဘူးပေါ့နော်ပြီးလို့ရှင်ဟိုလူခံလိုက်လို့ရှင်ပေါ့နော်တစ်ဖက်သားတာဝန်ပြီမှလဲဆွဲရပေါ့အတူကလေတယောက်သေးပဲဒီနေ့တော့လေးကိုစိတ်မြိတ်ပြီးတော့သူ မဖြစ်ဖြစ်သလိုပေါ့နော်နေတယ်ပေါ့နောက်ပြီးဒီကြောင်းလေးရသူကစာတင်တိုက်လေးပေါ့နော်ဒါကိုရင်ငယ်လေးတွေ24ပါးရှိတယ်ပေါ့အဲ့တော့သူကဒီကြောင်းမှာရှိတဲ့ကိုရင်လေးတွေပေါ့တန်ခါပြောင်းသွားအောင်ပေါ့နော်သူကဆက်လက်ပြီးထမ်းဆောင်နေနေနဲ့ငယ်ငငယ်လေးတွေအဲ့လိုဆိုဒီကတကားလေးတဲ့ဒီကိုရင်လေးရအောင်ပေါ့နော်အလူထမ်းရတာအရန်ခက်ခဲတယ်ပေါ့နော်အဲ့တော့သူကဒီကိုရင်လေးတွေကိုပြောအောင်စာလက်တင်ပေးတယ်ပြီးတော့အင်္ဂလိပ်စာလက်တင်ပေးတယ်သူကပြီးတော့ကိုရင်ငယ်လေးတွေကိုပြောအောင်ပေါ့နော်စုရချတယ်ကိုရင်ငယ်ငယ်လေးပဲရှိသေးတယ်အဲ့တော့မိဘတွေကလေ ဒီမထက်ကြီးပေါ့နော်လူသူကလည်းပဲဟိုရွာတွေမှာပေါ့ဆင်းပြီးတော့လေတန်ငါပြောင်းပေါအောင်ဆိုပြီးတော့အလူခံတယ်အလူခံဆိုတာလူကိုယ်ငယ်လေးကိုလူခံတာဟိုဘယ်တစ်ပတ်မှလူခံတာမဟုတ်ဘူးအဲ့တော့ तू ကအဲ့မှာကိုယ်ငယ်လေးတွေကိုဂျဟန်တန်ငါပါနာပြောင်းပေါအောင်ပေါ့နော်အဲ့တော့အိမ်လေးကိုလေဟိုဒကာလေးတဲ့အိမ်ကြီးကပေါ့နော်တာလမီကြီးမွေးရတဲ့နဲသွားကြီးပေါ့အဲ့တော့ဒီရလာမဲ့ตายมันเลยอ่ะช่าเลยป่ะเนาะเออยันอภิเษกพอหลุโพสว่ายันขัดเลยป่ะเนาะเออชื่อแกกวยเลี้ยงเนี่ยเว้ยตัวตางาก็เปลี่ยนมองอ่ะป่ะ조사နေเลยป่ะเนาะ အဲ့လိုနေနေသူကြောင်းမှာလေဒီမိုးရွာရင်မိုးကမလွန်ဘူးဒီလမ်းသွားရင်လည်းရေတွေချော်တယ်ပေါ့နော်ကြောင်းကလည်းအိုနေပြီရောအဲ့တော့အဘွားကမိုးရေရကြဆွန်းလန်းခန်းလည်းလေရင်ကြီးရတဲ့ပေါ့နော်ဒီမဲမောင်းပြီးတော့ဒီပြလို့ရှင်ဆိုဟိုလေးနဲ့အမီးလေးထုတ်ပြီးတော့စားရတာပေါ့အဲ့တော့ကျွန်တော်လည်းပဲအဲ့လေးမြင်တော့လေစိတ်ထဲမှာအိုးပေါ့နော်ငါတို့အပြင်မှာလူမျိုးရနဲ့ဆိုင်ပေါ့နော်ဒီမှာကိုနေတဲ့လောက်လေးပါဝင်မှာဆိုပြီးတော့ပါဝင်ပါဝင်နဲ့ချက်သွားလဲပေါ့နော်အဲ့တော့ ဲ့လိုလူနေရာလေးပေါ့ဗောနော်ပဝင်းရှင်ကလူရဲ့ကြားပါတော့လဲပဲသူတို့ကလေတာလူခေါ်တယ်ဗောနော်အဲ့တော့သူတို့ကလည်းလေအဝန်တာဝါတွေပေါ့အဲ့တော့အဲ့လိုလူရှင်နေအများကြီးပေါ်လာဖို့လဲသူတို့ကဗောနော်စုတောင်းပေးပါတယ်ဗောအဲ့ကျွန်တော်အကြောင်းအခုဒီနေရာလေးနဲ့တစ်ဆင်ဗောနော်ဒါညီမလေးကိုလည်းဖိတ်တယ်အဲ့လိုမျိုးလေးဗောဒီမှာရှိရဲ့အကြောင်းကတော့သူကလေအဘိဓမ္မာလို့ဟောမဟုတ်ဘောနော်ဆိုတော့ရှမ်းရင်နာမည်ပေါ့နော်ညခန်းကောင်ဆိုတဲ့နာမည်လေးပေါ့ဒါပေမဲ့လို့သူ့မကလေပိုးပိုးရဲ့ဟောပေါ့နော်အယူဆပေါ့ကျွန်တော်ပြီးတဲ့လောက်လေဆရာတော်ဘေးကြီးရောဒီခေါင်းပေါင်းလေးပေါ့ခေါင်းပေါင်းလေးက အဓိပ္ပာယ်ရှိတယ်။ तू ကရှမ်းပအိုးရဲ့အဓိပ္ပာယ်က तू ကဘာလဲဆိုတော့လေဝိဆာနဲ့ငကားနဲ့ဒီပေါ့နော်ဒီချစ်ကြိုက် ပြီးရောပေါ့ပဝဖြစ်ခဲ့တယ်ပေါ့အဲ့တော့ဒီခေါင်းပေါင်းလေးရဲ့အဓိပ္ပာယ်ကဝိဆာကိုကိုစားပြထားတာဒီခေါင်းပေါင်းလေးကအဲ့တော့ပအိုးမှလီဝတ်တဲ့ပုံစံတစ်မျိုးလေးအဲ့ပအိုးမှကငကားမလေးကိုကိုစားပြထားတော့အဲ့တော့ तू ကရှမ်းပို့ပေါ့နော်အဲ့ဒီဖုန်းကြောင်ပါဆုံးလေးငကားနဲ့ဇော်ကြီးနဲ့ပုံလေးတွေ့ရလိမ့်မယ်အဲ့မဟုတ်ဦးကြောင်လေးမှမဟုတ်တွေ့လိမ့်မယ်သလားစကားနဲ့ငကားနဲ့ဇော်ကြီးပုံလေးအဲ့ဒါတွေကသူတို့ပါလေသူတို့ရဲ့ relation က စဉ်းသက်လာလိုက်ပေါ့နော်ပို့အိုလေးပေါ့အဲ့တော့ညီမလေးကြုံပါဦးဘုသူတရားပါအခုမှကြောက်ဘူးလားတခြားလေးနားထောင်အတော်ပဲညီမလေးအိမ်မှာရှိုင်းတူလေးရှိုင်းလေးရှက်သွားညီမလေးမဟုတ်ဘူးပေါ့နော်ဆရာလေးကသူရွာမှာရှိရဒေသခံလေးတို့နိစ္စရာလေးပေါ့လေမိဘကလည်းကြည်ပြူတယ်ဆရာဘာလဲပဲပေါ့နော် ကြည့်လို့ရှိရင်တော့ပေါ့ဇာလေးတွေတာတနာလူပါလာပေါ့နော်သူကသူကဝင်ဝေးလို့ရှိရင်ရဟန်းဝေးဖြစ်တာတနာလူပါတယ်ပေါ့တာနာလူလို့ရှိရင်မိဘမပိုင်တော့ဘူး တာရဏပိုင်ပါတယ်ပေါ့နော်အဲ့တော့အဲ့ဆိုရှင်အဲ့အထက်မှာရှိတာရဏအကြီးကြီးရပဲသူတို့ကိုလေစီမံပေးရတယ်ကြီးကြပ်ပေးရတယ်အဲ့တော့ဆရာတော်ကလေသူတို့ကိုအလူခံလို့ရခဲ့တယ်ပေါ့နော်အဲ့တော့ဒါသူတို့ကလေပဲဘာသာတော်လှူပါတယ်ပေါ့အဲ့တော့ဆရာတော်ကသူ့ကိုမိဘတစ်ဖွဲဟိုပါလေဂရိမရိုက်ဘူးတဲ့သူကလေသူတို့ပြောင်းလဲထားတယ်ပေါ့နော်